မန္တလေးတိုင်းပျော်ပွဲမြို့နယ်မှာငလင်းလုံးပြီးနောက်ပျော်ပွဲမြို့မှာခွင်းလှစ်ထားတဲ့တမောဆန်ဖန်မှာပြိမိနေတဲ့ဝန်ထမ်းတွေအသက်ရှင်ကြံရည်သူ မရှိနိုင်တော့ဘူးလို့သိရပါဗျ။မိသန်းဌာနချုပ်နဲ့စင်ကာပူကအခွဲရူဟာမက်စလာ30ပြည့်နှစ်နေ့လယ်2:20ခန့်ကလာရောက်စစ်ဆေးပြေနောက်တမောဆဘန်တွင်အသက်ရှင်ကြံနေရည်သူမရှိတော့ဘူးလို့စစ်ဆေးကြံရသိရပါဗျ။ပထမကလေးကရက်ွက်ထဲကလူတွေကဝိုင်းမိကဲဖို့လုပ်တယ် သူတို့ကစားရေးအဖွဲ့တွေလာမှအနားကက်ရမယ်ဆိုလို့ကြီးတိုင်းကြည့်နေရတယ်အချိန်လုံနောက်မှရောက်လာတော့အသက်ရှင်သူမရှိတော့ဘူးလို့ထုတ်ပြန်တယ်ပိတ်ဖိနေတဲ့သူတွေအတော်ခံစားသွားရမှာလို့ပြော်ခွင့်မြို့နယ်မြို့သားတူက ARD Times ကိုပြောပါရယ်မြန်မာနိုင်ငံမိသက်ဌာနချုပ် user team မှလက်ထောက်ညွှန်မှုဦးကောင်းမြတ်အောင်ဦးစီးရဲ့တပ်ဖွဲ့ဝင်35ဦးနဲ့ Singapore Silver Defense Force ကတပ်ဖွဲ့ဝင်15ဦးလို့ဟာ မနေ့ကကမ္ဘောဇံပန်စာဦးအေရီယာကိုလာရောက်ကြည့်ရှုစစ်ဆေးပြီးရှာဖွေခဲ့တဲ့ဖွင့်နှက်ကောင်တွေပေါ့အသက်ရှင်သူနာရှိမရှိထောင်လန်းစစ်ဆေးရာကအသက်ရှင်တန်သူမရှိတော့ကြောင်းပြောဖွဲ့မိသက်ဌာနကဏ္ဍသိရပါတယ်စစ်ဆေးချက်တွေရအသက်ရှင်သူမရှိတော့တဲ့အတွက်မြန်မာစင်ကာပူနှစ်နိုင်ငံဘူပေါင်းစစ်ဆေးရေးအဖွဲ့ဟာနေပြည်တော်ဘူပြန်လဲထွက်ခွာသွားတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့လယ်ပိုင်းမှာနှုတ်ဖက်ခဲ့တဲ့ငလင်ကြောင့်ငါးတဲ့အမြင့်ရှိ ကမ္ဘောဇံပန်ပြိုကျသွားပြီး ဝင်းနဲ့အယောက်60ခန့်ပိတ်မိနေကြတယ်လို့သိရပါဗျ။မက်စလာ29ရက်နေ့မှာပိတ်မိနေသူတွေတဲ့ကဝင်းနဲ့တူဖို့ကဲပြုတ်နိုင်ခဲ့ပေမဲ့ရရှိထားတဲ့တန်ရာရီကြောင့်ဝင်းနဲ့မြို့သားမှဆေးရုံသို့ပို့ဆောင်ရလမ်းမှာပဲတည်ဆုံးသွားတယ်လို့တဆင်ရင်ဖွဲ့ရီချန်ကသိရပါဗျ။